ဝမ်ချက်ပြန်ရှင်းရဲ့ဇညောနှွေကြပါနောက်ခံပြီးဝင်ပြိုင်နေကြတဲ့မြန်မာဖိုက်တာတွေတန်ရဲလောင်းပရိသတ်ညာအလုံးမဲမင်္ဂလာပါရှင်ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဝမ်ချက်ပြန်ရှင်မမြန်မာဖိုက်တာတွေဝင်ရောက်ထိုးတက်နေတာတော်တော်လေးများလောင်ခဲ့ပြီးဖြစ်ပါရယ်အာလာအဆန်ကနေအစာပြုလို့ဖို့တော့ရဲတွေနီစောဘအူတို့ကနေအခုဆိုရင်တော့ဆိုလင်ဦးတန့်စင်စူပါရေချန်ဆော်ရက်မိုတက်အောင်အစာရှိတဲ့ပြင်မြန်မာဖိုက်တာတော်တော်များများကိုဝမ်မှမြင်တွေ့လာရပြီဖြစ်ပါရယ် ဒါပေမဲ့လည်းဒီဘက်နဲ့ပိုင်းမှာတော့မြန်မာဖိုက်တာတွေဟာဝမ်းချန်ပြန်ရှိရဲ့ကျိုးဆွဲရကနေရတဲ့ရုပ်သေးရုပ်တွေဖြစ်လာကြပါတယ်။တနည်းအားဖြင့်ချက်ထရီရေးတဲ့ဇက်ညုံးပေါ်ကဇက်ကောင်တွေဖြစ်လာပါတယ်။ဒီစကားကအကြောင်းမဲ့တသက်တော့ပြောတာမဟုတ်သလိုလူရောက်ဆွဲတွေ့ပြီးပြောနေတာလည်းမဟုတ်ပါဘူး။မနေ့ကစူပါရေချမ်းတဲ့ဆန်ကတက်တို့ပွဲပြီးမှမြန်မာပရိသတ်တွေတော်တော်များများပြောကြတဲ့စကားတွေကဒိုင်းတွေကဘက်လိုက်ပါရဲကွာဇက်ညုံးကြည့်ပါကွာဆိုတာပါပဲ။စပိုင်ရဲ့ချမ်းဟာမနေ့ကရော့တန်ရဲ့ရောက်ဖားဆန်ကတက်နဲ့ချိုတက်ခဲ့ရပြီးအမှတ်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။စပိုင်ရဲ့ချမ်းနေ့ နယ်သူမကျွမ်းကျင်တဲ့ကိပောက်စင်စီမြအောင်မထုတ်တက်ခဲ့ရပေမဲ့ပေါင်းစင်ကျဲဖွင့်ဆန်ကားတက်ကိုကောင်းကောင်းရှင်ပြိုင်နိုင်ခဲ့ပါရယ်စူပါရီကျန်းကဆန်ကားတက်ရဲ့အောက်ပိုင်းကိုဖြိုးဖို့ကြိုးစားခဲ့ပြီးကိပောက်စင်သမားဆန်ကားတက်ကလည်းမတင်မတ်ထားလိုက်အောင်ကိုခြေကံချက်တွေကောင်းမွန်ခဲ့ပါရယ်ဆန်ကားတက်ကဖွင့်ထုတ်ဖို့ကြိုးစားလာခဲ့ပြီးစူပါရီကျန်းကလည်းပီကပ်ဘူးနဲ့ခေါင်းလေးရင်းရင်ပြီးရှောင်ပြသွားခဲ့ပါရယ် စံကတဲ့ရဲ့ဖြောင်းလက်သည့်တစ်ချက်ကြောင့်စူပါရေဂျန်နောက်တောင်ကျသွားခဲ့ပေမဲ့ချက်ချင်းပြန်ထနိုင်ခဲ့ပါရယ်ဒါပေမဲ့လည်းကျိုးဝိုင်းတိုင်ကမှတ်စင်ရေးပါရယ်ဒုတိယအကြိမ်မှာတော့အကောင်းဆုံးချီလို့ပြောလို့ရပါရယ်စံကတဲ့ကလည်းဘေညာလက်သည့်တွဲလုံးနေနဲ့စက်တိုက်ထုတ်တက်ခဲ့သလိုစူပါရေဂျန်ကလည်းဂက်ကပြီးခွင်ရင်ရရင်ရသလိုတံပြန်လက်သည့်ချက်တွေကိုထုတ်သုံးနိုင်ခဲ့ပါရယ်စံကတဲ့ဟာလက်သည့်တတော်ကောင်းတဲ့ fighter ဖြစ်ပြီးထိုးချက်တွေကစူပါရေဂျန်ကိုဒက်ကိုထိတာပါမကုံကောင်းလို့သာခံတာနေတာပဲဖြစ်ပါရယ်စူပါရေဂျန်နေနဲ့အမြင့်ချေကန်ချက်တွေတွေပေါင်းတော်တော်လေးထိရောက်ခဲ့ပြီးစံကတဲ့ဆိုရင်နောက်တောင် ောင်ကြတဲ့အထိပါပဲနောက်ဆုံးချီကတော့စူပါရေကြိုင်ရဲ့မာကွန်ကိုမြင်တွေ့ခဲ့ရပါတယ်ဆန်ကားတစ်ကိုမာကွန်ပြပြီးလိုက်လံဖိအားပေးထုတ်သက်ခဲ့ပါတယ်ဆန်ကားတစ်ကတော့စူပါရေကြိုင်ရဲ့တိုက်စစ်ဖွင့်မှုကြောင့်အနေငယ်ပြရာခတ်သွားတာကိုတွေ့ခဲ့ရပါတယ်အချီပြေကန်ဒီမှာပတ်တရောင်တုံးခဲ့တာကြောင့်ဆန်ကားတစ်သတိပေးခံရပါတယ်ပွဲပြီးမှာတော့ဆန်ကားတစ်ကိုတိုင်သုံးစလုံးကအနိုင်ပေးသွားခဲ့ပါတယ်ဒီပွဲမှာပွဲမတိုင်ခင်ကလေးကဆန်ကားတစ်ဘက်ကိုလေးပေးထားတယ်ဆိုတာသိသာလွန်ပါတယ် ဆန်ကတဲ့ကတော့ထိုင်ရဲ့ရောက်ဖဖြစ်တယ်လို့ပေါ့ဆန်မချန်ပီယံတယောက်ပဲဖြစ်ပါတယ်ဒီလိုဖိုက်တာမျိုးကိုထိုင်းပရိသတ်တွေရှင်းမှကိပောက်ဆင်ပွဲတစ်ခါမှမထိုးဘူးသေးတဲ့စူပါရည်ကျန်းနဲ့ပွဲတဲ့ပေးတာကတကြောင်ပွဲချိန်တွင်မှလည်းစူပါရည်ကျန်းလောက်တောင်ကျနေတဲ့ချိန်မှတ်စင်ချက်ချင်းရေပေးမယ်ဆန်ကတဲ့လဲကြတဲ့ချိန်မှမရေခဲ့ပါဘူးဒါအပြင်တပွဲလုံးတိုင်းတာမှဆိုရင်စူပါရည်ကျန်းဟာဆန်ကတဲ့ကိုကောင်းကောင်းရှင်ထိုးနိုင်ခဲ့ပါတယ်ဒါကိုအတိုင်းဆုံးဖြတ်မှ split decision နဲ့ဆန်ကတဲ့ကိုအနိုင်ပေးလို့ရပေမယ်အန်အနိုနီမတ်ပေးခဲ့တာဖြစ်ပါတယ် ၁၅သစ်ဆိုရင်သူကသူနိုင်မယ်ဆိုတာကြိုသိနေတာကြောင့်ပွဲပြီးမှကျိုးရက်မော်မတ်တက်ရက်ပြီးအောင်ပွဲတော်ခံလိုက်ပါသေးတယ်။ဒါဟာစူပါရီကျမ်းမမဟုတ်ပါဘူး။ရှေ့မှာလည်းတန်စင်ဆိုလင်းဦးတို့တောက်လျှောက်ခံလာခဲ့ရတာပါ။တန်စင်ဆိုရင်ဝမ်းမထိုးတာလက်တစ်ဖက်တောင်မပြေသေးဘူး။တာခဲရုလိုကစ်ပေါဆင်ဘိုးအီကြီးနဲ့ကစ်ပေါဆင်ပွဲစားထိုးဝင်ပေးရတယ်။ဆိုလင်းဦးဆိုလည်းနဘီကိုစင်တင်ကျွန်တော်အရင်ကန်ဖြစ်ခဲ့ရပါတယ်။မြန်မာဖိုက်တာတွေဟာမကုံမြင့်နဲ့အသေးဆွဲကောင်းနဲ့ပြိုင်ထိုးဆိုင်ထိုးနိုင်တဲ့တော်ရုံအရှုံးပေးတတ်တဲ့ဖိုက်တာတွေမဟုတ်တဲ့အတွက်ပရိသတ်တွေကသဘောကျတယ်။ဒါအပြင်ထိုင်းရောက်ရွှေမမာတွေကလည်းကိုလူပါ ါရဲပွဲဆိုလွန်မဏီကွင်ကြီးတဲ့တိလာကြည့်ကြတယ်။လာမကြည့်ရင်တော့မှ online ပေါ်မှာအားပေးကြတယ်။ဒါကြောင့်ဝမ်ဘက်ကမြန်မာ fighter တွေဆိုရင်တော်လီကိုသဘောကျတယ်။ဒါပေမဲ့မြန်မာ fighter တွေကဒီစနစ်ပိုင်းမှာအားနေပါတယ်။ထိကျက်တဲ့အမှတ်ယူတဲ့နေရာမှာလိုအပ်ချက်တွေရှိတယ်။အလဲတို့နိုင်စွမ်းအားနေတဲ့အတွက်မွေထိုင်း နေစဉ်ထိတွေ့နေမှုရှိတဲ့ Tie Fighter တွေနဲ့ရှင်ရင်တော့အမြဲတမ်းတပန်းရှုပ်ပါရင်အနောက်ဆုံးအရေးကြီးဆုံးချက်ကထိုးခြင်းပါပဲမြန်မာ Fighter တက်ဟောင်းဝမ်းမထိုးမယ်ဆိုရင်ထိုးခြင်းဒေါ်လာ3000ဝန်းကျင်ရပါတယ်အေဂျင်ကသွားလာစေနှုတ်လိုက်မယ်ဆိုရင်မြန်မာ Fighter တို့အတွက်ထိုးခြင်းဟောင်းဒေါ်လာ1500နဲ့2000ကျားမှာပဲရှိပါတယ်ဒါဟာမြန်မာငွေနဲ့ဆိုရင်တော့3900တရာပမာဏဝန်းကျင်မှာပဲရိုးရကရနေတဲ့အနေအထားနဲ့ရှင်ရင်တော့များတယ်လို့ထင်ရပေမဲ့တကယ်တမ်းကြမယ်ဆိုရင်တော့မြန်မာ Fighter တွေဟောင်းဝမ်းရဲ့3000ခန်းတက်တက်ဖြစ်နေတယ်လို့ခန်းစားကြရပါတယ်ဟုတ်ကဲ့ပါရှင် င်ဗီဒီယိုလေးကတော့တလောက်ပါပဲနောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကို share ပေးပါဦးလို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါစီရှင်